ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကအကူအညီပံ့ပိုးပေးတာဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd အကန့်အသတ်မရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအေဂျင့်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ ဆကားပြည်သက်များအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်အစီအစဉ်မှာတော့ဖလားသုံးလုံးချန်ပီယံစုကိုဆုခုခဲ့တဲ့ PSG အသင်းနဲ့သူတို့အသင်းရဲ့တိဆောက်ပုံပြီးတော့သူတို့အသင်းရဲ့နောက်ွယ်မှာရှိနေတဲ့ကာတာနိုင်ငံ QSI ရဲ့ဒီထောက်ပံ့မှုတွေရဲ့ sport version အမြင်တွေဒီအကြောင်းတွေအကုန်လုံးကိုကျွန်တော်စီသူနဲ့အတူဆရာနေဝင်ငင်းချန်ကအသုံးသက်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမင်္ဂလာပါကိုမင်္ဂလာပါညီလေးဟုတ်ကဲ့ကိုဒါ PSG အသင်းကတော့သူတို့နှစ်ပေါင်းများစွာအိမ်မက်မက်ခဲ့တဲ့ချန်ပီယံလိဂ်ကိုရခဲ့ပြီးတော့ ဖလားသုံးလုံးချန်ပီယံလည်းဖြစ်လာခဲ့ပြီပေါ့နော်အခုအဲ့တော့ဒီအခြေအနေမှာတို့ကအရင်တော့ငါးပတ်စံတွေအများကြီးသုံးခဲ့တယ်ပေါ့နော်အခုမှအဆန့်သုံးတာတော့မဟုတ်ပတ်စံတွေအများကြီးသုံးခဲ့တယ်အရင်တော့ကတော့ဒါ celebrity လို့ဖြစ်နေတဲ့ကစားသမားတွေနဲ့ကျန်စင်စုကြီးပုံစံတိစောက်ခဲ့ပြီးတော့မအောင်မြင်ခဲ့ဘူးအခုအချိန်မှာတော့တို့အောင်မြင်ခဲ့တယ်ပေါ့နော်ဒီအခုအချိန်အောင်မြင်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ပန်ကန်နဲ့ဒီအားကစားဆိုင်ရာရှင်နေမြုံနယ်မှုစီမံခန့်ခွဲမှုတွေကိုတွေ့ရတယ်အဲ့တော့ဒီအပိုင်းရယ်ပြီးတော့ဒီကာတာနိုင်ငံရဲ့ QSI ပေါ့နော်ပြောမှဆိုရင်ဒီနိုင်ငံ ပိုင်တယ်လို့ပြောလို့ရတဲ့ပတ်စံတည်းရထောက်ပံ့မှုနဲ့အတူဒီလိုမျိုးဘောလုံးမှာ sport washing ပုံစံမျိုးဖြစ်နေတဲ့အပိုင်းရပေါ့เนาะအဲ့တော့ PSG အသင်းရဲ့ဒီအပိုင်းတွေအကြောင်းအကိုပထမဆုံးအနေနဲ့ပြည်သက်တွေကိုရှင်းပြပေးပါအောင်ခင်ဗျာပထမဆုံးပြောချင်တာကတော့အကိုကဒီဘောလုံးကိုဘောလုံးလိုပဲစဉ်းစားတဲ့သူမျိုးတော့မဟုတ်ဘူးအဲ့ဒါကြောင့်မို့ဒီ sports washing လို့ကိစ္စမျိုးတွေပြီးတော့ brain washing လို့ကိစ္စမျိုးတွေအကိုကအများကြီးဆက်မြင်တဲ့ပတ်တာရှိတယ် ဘောလုံးကဒီဒီအားကစားပေါ့နော်အားကစားကဒီအရာတွေနဲ့မရောထိုးသင့်ဘူးဆိုမှမရောထွေးလို့မရအောင်ဒါလူမှုဘဝတွေကလူမှုဘဝတွေကဒီဖြစ်စဉ်တွေပဲဖြစ်တဲ့အတွက်အခုအမြဲတမ်းလဲဘယ်အသိန်းတွေကိုတခုတော့ရှိတာပေါ့လေဘယ်အသိန်းတွေကိုဘယ်အကန့်မှာတော့အားပေးတယ်ဒါပေမဲ့ဒီအကန့်ကိုတော့အခုဘယ်လိုခေါ်မလဲဆိုတော့ခွင့်လွှတ်ထားလို့မရဘူးဆိုတဲ့ပတ်တည်းရှိတယ်ဆိုတော့အခုခွင့်လွှတ်ခြင်းခွင့်လွှတ်ခြင်းကသူတို့အတွက်ဘာမှတော့အရေးမကြီးဘူးသို့တော့ကိုတောက်ကိုလုံအောင်လို့အခုဒီ sports washing လို့ကိစ္စမျိုးဒီဘယ်လိုခေါ်မလဲဆိုတော့ဒီ လို့ခေါ် country the state owned club တွေပေါ့အဲ့ဒီအသင်းတွေအပေါ်မှာအကူကအဲ့ဒီအပိုင်းနဲ့ပတ်သက်အကူသဘောမကျဘူးဆိုတော့ဒါကတော့ဒါအကူအများတန်းလဲတွေးခဲ့တဲ့အများတန်းလဲဟိုရေးခဲ့တယ်ပေါ့နော်အများတန်းလဲအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ဟိုအများပြောလို့ရှိပါတယ်ဆိုတော့ဒီအခုဒီအရင်ဆုံးဒီ sports washing ဆိုတာကတော်တော်များများရေးနေပြီးသားဖြစ်လိမ့်မယ်ဒါပေမဲ့ဒီတချို့ကျတော့ sports washing နဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိမ့်နေတဲ့အခုနည်းနည်းလေးပြန်ပြီးတော့နှွေးကြင်တာပါလဲဆိုတော့သူက political layer တစ်ခုပဲ အဲဘလို့ဘလို့ layer မျိုးလဲဆိုတော့ PR layer ပေါ့နော်ဒီ sports washing ကဒီတိုင်းပြည်တပြည်ရဲ့ international image ကိုစွဲတင်မှုအတွက်အဲ့ဒီငွေကြေးကိုအားကစားတွေမှာတုံးတယ်ဥမာဒီ sorry ရဲ့ဒီဒါအခုလို့လုံနေတဲ့ဒီလုံဝေးပွဲတွေ golf ပွဲတွေဘောလုံးပွဲတွေเนาะဆိုတော့ဒီအရာတွေအကုန်လုံးဟာဟုတ်သူတို့နိုင်ငံရဲ့ဒီ image ကြာဆင်းစီတဲ့ဖြစ်ရက်တွေအတွက်သူတို့နိုင်ငံကို ဒီနိုင်ငံကကအမြင်ဟာအမှောင်မှောင်နေတဲ့အတွက်သူကဟုတ်ဒီနိုင်ငံမှာသူငါတို့နိုင်ငံမှာတော့ဒါတွေကိုလုပ်နေတယ်ဒီလိုလူတွေလည်းလာနေတယ်အဲပြီးတော့ဒီဘယ်လိုခေါ်မလဲအမြင်ရှင်းလာအောင်အလင်းအမြင်ရှင်းလာလို့ဒါစူးစမ်းတဲ့ဒါလှုပ်ရှားမှုတွေပေါ့သူတို့ international image ကိုသူတို့တိုးတက်အောင်လုပ်တယ်ပြီးတော့ဒီလူအခွင့်အရေးနဲ့ပတ်သက်ပြီးတော့တကယ် human rights ဒီ criticism တွေကို then ဘယ်လိုခေါ်မလဲဆိုတော့အတားလေးဖြစ်သွားအောင်စူးစမ်းတဲ့ကိစ္စတွေပေါ့ အဲ့လိုလုပ်တဲ့အခါမှာ club တွေဟာ sorry ဒီနိုင်ငံတွေဟာနာမည်ကျော်ပြိုင်ပွဲတွေတခုတွေကိုကျင်းပတာမျိုးနာမည်ကျော် club အသင်းတွေကိုဝယ်ယူပြီးတော့ဒီဒီပြည်သက်တွေရဲ့အမြင်ကိုပေါ့နော်ဒီပြောင်းလဲပစ်တာမျိုးဥမာအဖြစ်ဆိုရင်အခု Newcastle ကိုဒီ sorry ကဝယ်ဖို့လုပ်တဲ့အချိန်မှာဒီ Mike Ashley ကိုမကျင်တဲ့ English တွေကိုတိုင်းပေါ့နော် English တွေကိုတိုင်းဒီ English လူမျိုးတွေကိုတိုင်းတော့မှာ ဒီ sorry ကိုမရောက်ပါဆိုလို့ဆန္ဒတွေပြပြီးတော့ဖိတ်ခေါ်တာမျိုးတွေ့တဲ့အခါကျတော့အခုနည်းနည်းတော့လန့်သွားတယ်ဆိုတော့ဒီ sports washing ရဲ့ power ကတော်တော်ကြီးလာပြီတခုတော့ရှိတာဒါ corruption တော့မဟုတ်ဘူးเนาะဒါရှင်းအောင်ပြောရရင်ဒါလက်ပေးလက်ယူဖို့ခြားစားမှုဖြစ်ဘူးသူတို့နိုင်ငံပုံရိပ်ကောင်းအောင်လို့သူတို့ငွေကိုသုံးပြီးတော့လုပ်တဲ့လှုပ်ရှားမှုပေါ့ဆိုတော့ဒီဟာအတွက်ဒီ sports washing ကိုသုံးကြတယ်အသုံးကြတဲ့အခါမှာအကိုတို့ကကျတော့ဖြစ်စဉ်ကိုမြင်တယ်ဟုတ်ပြီကာတာကတော့ဒီလိုသုံးနေပြီ sorry ကတော့ဒီလိုသုံးနေပြီဒါ sports washing ပဲအဲသို့တော့ ဒီအားကစားပွဲလေးတွေကျင်းပပြီးတော့လူတွေရဲ့အမြင်ပေါ့နော်ဒီဥမာစီရိုနော်ဒိုပြည်သက်တွေကနေပြီးတော့ sorry လူခွင့်ရပိုင်းနားမလည်ဘူး sorry သွားကစားလို့ဘာဖြစ်လို့လဲကစားသမားပတ်ဆက်ရှာမှာပဲဆိုတော့အမြင်မျိုးကသူတို့လိုချင်တဲ့အမြင်အရအားပဲဆိုတော့အဲ့ဒီဖြစ်စဉ်ကြီးကိုလည်းအကိုမြင်နေရတယ်အဲ့ဒီတော့ဘာမှပြောစရာမရှိဘူးပဲအကိုတို့အနေနဲ့ကတော့ဒီလူခွင့်ရချိုးဖောက်မှုတွေအတွက်သိရမလားဒီခွဲခြားဆက်ဆံမှုတွေအတွက်တော့အမြင်ကတော့မကြည်လားမကြည်လားပဲအဲ့ဒီဟာအကိုတို့တသက်တကမ်းမှာထားတယ် data ကဟို source version နဲ့ပတ်သက်တဲ့အကိုနောက်တစ်ခုကဒီ အင်းနီယပ်ပေါ့နော်အင်းနီယပ်တို့လို့ကုမ္ပဏီတွေကြတော့ဒါဓာတုဗေဒကုမ္ပဏီတွေပေါ့တော့ဒီသူတို့ကကြတော့ဒီ green washing ကိုဒီကျွန်တော်ပတ်ဝန်းကျင်ကိုဟိုထိခိုက်စေတဲ့အတွက်နာမည်ပြတ်နေတဲ့ဒီ company ကြီးတွေနော်ဆိုတော့ဒီသူတို့ကလည်းသူတို့နာမည်ပုံရိပ်ကောင်းဖို့အတွက်သူတို့ကကြတော့ဒီလူခွင့်ရေးရှုထောင့်ဖို့ပဲနဲ့သွားပတ်ဝန်းကျင်ရှုထောင့်ကအဲနာမည်ပြတ်နေတဲ့အရာကိုသူတို့ပုံရိပ်ကိုပြန်ဆွဲတင်ဖို့အတွက်ဒီထိတ်တန်း club အသင်းကြီးတွေဆိုတာသူတို့ဒီလာပြီးတော့ရင်းနှီးမြှုပ်နှံတယ်ငွေငွေသုံးဆွဲတယ်ဆိုတဲ့ဟာမျိုးဒါ green green washing ပေါ့ ဟုတ်ကဲ့ကိုဒါ PSG အသင်းကဒီ2000ဒီတော်တော်လေးပေါ့နော်2010အကျော်စောကလေးကိုကသူ PSG ကိုကာတာတွေဝယ်ယူခဲ့တယ်ပြီးတော့ဒီသူတို့ဟိုကာတာကမ္ဘာဖလားအတွက်လဲ PSG အသင်းနဲ့ပြီးတော့ဒီပြင်သစ်တွေရဲ့ဒီပါဝင်မှုတွေအများကြီးကျွန်တော်တို့ရှိခဲ့တယ်ပေါ့နော်အဲအဲ့အချိန်တော့ UEFA ဥက္ကဋ္ဌပလာတီနီဖြစ်မဲ့ထင်တယ်ပေါ့နော်ဒီအများကြီးဒီသဘောတူညီမှုတွေပါရင်လည်းကျွန်တော်တို့လုပ်ခဲ့တယ်ပေါ့နော်အဲ့တော့ဒီ PSG ရဲ့ ီးတော့ဒီကာတာတွေရဲ့တောက်လျှောက်လုတ်ခဲ့တဲ့ဒီပုံစံလေးတွေပြီးတော့ဒီ QSIR ပဲပိုင်တယ် BN Sports လဲဒီတဲမှာပါဝင်တယ်ပေါ့နော်အဲ့တော့ဒီလုတ်ခဲ့တဲ့သူတို့လုတ်ခဲ့တဲ့ပုံစံလေးတွေကိုပြောပြပြလို့ရမှာခင်ဗျာကိုကာတာကတော့ဟိုဒါ Pioneer ပေါ့နော်ဒီဒီ Arab ကမ္ဘာနိုင်ငံလေးထဲမှာကာတာဟာဒီနိုင်ငံတကာရဲ့အမြင်ကိုပြောင်းလဲဖို့အတွက်သူတို့လုပ်တဲ့ဟာတွေကနောက်ပိုင်းတခြားအခုဒါပြောမယ်ဆိုတော့တရုတ်အစိုးရလည်းသူတို့ဒီကာတာနောက်လိုက်ရတာပဲ ်အဲသူတို့ဒီ TO Chinese Super League က sorry Pro League မတိုင်ခင်အရင်နာမည်ကြီးခဲ့တဲ့အရာသူတို့ဒီလိုပဲဒီတရုတ်နိုင်ငံနဲ့လူခွင့်ရေးမတန်းတဲ့ပတ်သက်ပြီးတော့အဝေးပန်မှုတွေပြီးတော့သူတို့ရဲ့နိုင်ငံရေး policy နဲ့ပတ်သက်တဲ့အဝေးပန်မှုတွေပါ냐ရှိတဲ့အချိန်မှာအဲသူတို့ကတခုရှိတာကသူတို့ကဟိုဘာလဲဆိုတော့အဲ့ချိန်တော့2030 World Cup ပေါ့နော်အဲ World Cup မှာဒီအောင်မြင်မှုရရေးခြေစွဲအောင်ရေးအောင်မြင်မှုရရေးပေါ့ချန်ပီယံဖြစ်ဖို့တော့မဟုတ်ဘူးပေါ့အဲ့ဒီအတွက်ရည်ရွယ်ပြီးတော့လဲပါတာပေါ့အဲသူတို့ဒီ Chinese Super League ကိုလုပ်တယ်ဒါပေမဲ့နောက်ပိုင်းကျတော့ ဟိုသမရရှိကဒီဟာတွေကဘာမှအရေးမပါပါဘူးဟိုကိုလမ်းကိုရှောက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီတိယစူပါလိဂိုသူတို့ပြန်ပြီးတော့သူတို့ပဲပြန်ပြီးတည်ဟောင်းဟိုပြန်ပြီးတောင်းထိုးလိုက်တယ်ပေါ့နောက်ဒီ sorry pro league sorry pro league ကကြတော့ဟိုကာတာထက်ပို့ပြီးတော့စနစ်ကျလာတယ်သူတို့သူတို့လှုပ်ရှားတာတွေကအရန်တိမ်မွေ့လာတယ်ဒါပေမဲ့တခုရှိတာဟိုအကိုပြောချင်တာကာတာကကြတော့ဗာလဲဆိုအကြီးတွေကိုကင်လှုပ်နိုင်စွမ်းရှိခဲ့တယ်ဥမာဒီ ကာတာကမ္ဘာဖလားအင်ရှင်ဖြစ်သွားတဲ့ကိစ္စမျိုးအဲ့တော့ဒီလိုကမ္ဘာဖလားအင်ရှင်ဖြစ်သွားတဲ့ကိစ္စမျိုးမှာကာတာဟာအတက်နိုင်ဆုံးသောအနုညံ့ဆုံးနဲ့အသိမ့်မွေ့ဆုံးနူလန်းနီလန်းတွေကိုတုံးပြီးတော့သူတို့လှုပ်သွားတယ်အဲ့တော့ကာတာလှုပ်တဲ့ပုံစံကဟို deep ဖြစ်တယ်အဲ့သူတို့ရဲ့ဥတရာတစ်ခုတည်းကိုကျဉ်းကျဉ်းလေးကိုဟိုစူးဆိုင်နေအောင်လို့ဒီတကယ်အထိတ်ဖျားလေးနဲ့ထိုးသလိုအဖုံးကိုလောလောကူကူနေဝင်စီမှာနီလန်းကိုသူတို့တုံးသွားတယ်အဲ့တုံးတဲ့အခါမှာဒီ2022 World Cup အတွက်သူတို့ကြိုတင်ပြီးတော့ ီကာတာလိပြိုင်ပွဲဟာကမ္ဘာကျော်တွေကိုစသုံးတယ်စခေါ်တယ်အဲဒီအဲနောက်ပိုင်းကျတော့ဒီနိုင်ငံတကာကဥမာဒီကာတာ Aspire Academy လို့ဆိုတာမျိုးပေါ့လေဘောလုံးကိုဗန်းပြပြီးတော့အဲ့ Academy နဲ့ပတ်သက်တဲ့အလုပ်အကိုင်အခွင့်အလမ်းကောင်းကောင်းအဖြစ် Real Madrid တို့ Barcelona တို့ကဝင်တဲ့ Academy ဝင်တဲ့ဟောင်းတွေကိုခေါ်တော့ Raul တော့ပါသေးတယ်နော်ဒီ Raul တော့ပါတယ်သူရောက်လာတယ်ရောက်လာပြီးတော့လာတာကောင်းကောင်းနဲ့အဲတဖြည်းဖြည်းနဲ့ဒီကစားသမားဟောင်းတွေကိုလာပြီးတော့အခြေချတယ် ချရင်းနဲ့ဒီသူတို့ရဲ့ပုံရိပ်ကတက်လာပြီဆိုတဲ့အချိန်မှာတခါဒီဂါဖလာပြိုင်ပွဲအင်ရှင်အတွက်သူတို့ဝင်ဖို့လုပ်တဲ့အခါမှာတစ်ဖက်မှာလည်းသူတို့ကဒီ under table သွားနေတဲ့လမ်းကြောင်းတွေရှိတယ်။အဲတစ်ဖက်မှာလည်းသူတို့ကဒီ officially တကယ် brand ambassador တွေဟိုဖပ်ဘွာဒီယိုလာလို့လူတွေပါတယ်။သူတို့ ambassador တွေခန့်ပြီးတော့ဂါဖလာအင်ရှင်ပြည်မြောက်ကြီး comedy ပြီးတော့ David Beckham လို့ပါတယ်။သူတို့အဲ့လိုနိုင်ငံတကာမှာပုံရိပ်ကောင်းနေတဲ့သူတွေကိုတုံးပြီးတော့သူတို့အဲ့ဘက်ကသွားသူတို့တစ်ဖက်မှာလည်းတကယ်ကို မဲပေးပိုင်ခွင့်ရှိတဲ့သူတွေကိုငွေပေးတဲ့နီလန်းကိုတုံးတယ်ဆိုတော့အဲ့ဒီကောင်လေးအကုန်လုံးကိုအကိုရောဘာခေါ်လဲဆိုတော့ဟို system phishing ပေါ့နော် system phishing လို့ခေါ်အဲ့ system phishing ကိုသူတို့တုံးတယ်သူက match phishing ဟုတ်ဘောလုံးသမားတယောက်ကိုငွေပေးတာဒိုင်လိုကြီးတယောက်ကိုငွေပေးတာရက်လက်ကိုပြောင်းစီတာမျိုးဟိုအကိုရော match phishing ခေါ်ရင်အဲ့ match phishing ဆိုတာက immortal name ပါပြီးတော့အဲဒီဘယ်လိုခေါ်မလဲဥပဒေပိုင်းဆိုင်ရာမှာစိုးမိုးတဲ့နိုင်ငံတွေကိုပြင်မထားလုပ်လို့ရှိတဲ့အလုပ်အရှေ့ဥရောပကိုရမယ်အာဖရိကကိုရမယ် ဒါပေမဲ့နိုင်ငံကြီးတွေကိုတွားလို့တဲ့အခါကျရင်အဲ့ဒါတွားလို့လို့မရဘူးအဲ့ပြဿနာအကြီးကျယ်တက်မှာဆိုတော့ဒါကိုလည်းဘယ်သူကမှလည်းလက်ခံမှာမဟုတ်ဘူးဆိုတော့အခါကျတော့တို့ကပို့ပြီးတော့တိမ်မွေးတဲ့ပါနက်တဲ့ဒီ system phishing တွေကိုတောင်းလဲအဲ့တော့တို့က unattainable ငွေတွေကိုပေးပြီးတော့တို့မဲအယောင်းအဝယ်တွေတို့လှုပ်တယ်အခုတော့အဲ့မှာဒီ guardian ကနေပြီးတော့ report ကြီးထွက်လာတော့စာမျက်နှာ340ကျော်တဲ့ report ကြီးအခုတော့အဲ့ guardian report ကြီးကိုတကယ်အန်အန်လဲအော်တယ်ချီးလက်ချီးကျူးတယ်အသေးစိတ်တို့ကိုယ်တိုင်ဒီ journalist တွေ အများကြီးလွတ်ပြီးတော့ဒီကာတာဒီဘယ်လိုခေါ်မလဲဆိုတော့စောက်လို့ရေလုပ်ငန်းခွဲမှာအလုပ်ဝင်လုပ်ရင်းနဲ့ဒီအဲ့ဒီကမ္ဘာဖလားအင်ရှင်ကျင်းပခွင့်ရရှိရေးဆိုတဲ့ဘုံဗိမာန်ကြီးရဲ့နောက်ွယ်အမောင်ချမ်းထဲမှာဒီအိန္ဒိယတွေပါကစ္စတန်တွေဒီရွှေပြောင်းလုပ်သားတွေတဖြုတ်ဖြုတ်တည်တာတွေဟိုပြစ်ပယ်ထားတာတွေဟိုငွေပေးပြီးတော့ဖြစ်ခိုင်းနေသလိုခိုင်းပြီးတော့လူအများကြီးကိုအချိန်တိုအတွင်းဆိုတော့အဲ့ဒီအရာတွေအကုန်လုံးဟိုတည်ခဲ့ရတယ်ပြီးတော့ဒီ Guardian ကပေါ်ထုတ်ထားတဲ့ ဒီကိစ္စတွေကနေတဆင့်လိုက်ပြီးတော့ဒီအစိုးရဒီပါဝင်ပါလာပြီးတော့စုံစမ်းတဲ့အခါမှာနောက်ဆုံးချစားမှုတွေမြင်ရပြီးတော့အဲဆိုတော့အဖြေပေါ်လာပြီးတော့ဒီကိစ္စတွေဖြစ်ခဲ့တယ်ပေါ့ဒါအခု sorry ကြတော့ဘာဖြစ်လာလဲဆိုတော့အဲ့လောက်ဒီကာတာပိုင်ယိုနီယာဖြစ်ခဲ့တဲ့လမ်းကြောင်းကိုမှသူကပို့ပြီးကျယ်ပြန့်တဲ့နီလန်းနဲ့ပို့ပြီးတော့ပျော့ပြောင်းတဲ့ပုံစံနဲ့ပြီးတော့ဒီ sorry ကကြတော့ဟိုဘယ်လိုပြောမလဲဘောလုံးတစ်ခုတည်းမဟုတ်တော့ဘူး တို့ sorry က tennis လောက်တယ် formula 1လောက်တယ်လောက်ဝေးလောက်တယ် mma လောက်တယ် esports တွေအဲ esports တွေလောက်တယ်ပြီးတော့ golf တွေလောက်တယ်အစားရှိမြအများကြီးကိုဘယ်ဟိုခြေရခံလို့ခံမှမသိအောင်တို့ကပြန်ချပလိုက်ပြီးတော့အဲ့လောက်တဲ့ပြိုင်ပွဲတိုင်းကိုလေဟိုဘလောက်ကမလဲဆိုငွေပေါ်လို့ဂျုံဝုန်းတိုင်းတိုင်းလုံနေတာမျိုးပုတ်ပဲနဲ့တကယ်ရေမှန်းချက်တစ်ခုနဲ့တကယ် systematically ကြကြတကယ် well structure sporting project တွေအနေနဲ့တို့လောက်တယ်အလောက်တဲ့အခါကျတော့ ဟိုနောက်ဆုံးလူတွေအမြင်ပြောင်းသွားတယ်ပေါ့ကွာသူတို့နိုင်တယ်လို့ပဲလောလောဆယ်အကိုကပြောခြင်းလေဟုတ်ကဲ့ကိုဒီလက်ရှိမှာဆိုရင်လည်းဒီစော်ဒီရဲ့စော်ဒီရဲ့ဒီဟိုကန့်လန့်မှုတွေဆိုရင်ဒီဥရောပကဒီတက်တက်လောက်တပိုင်းကစားသမားတွေပြီးတော့အောင်မြင်စဲနီးပြပေါ့နော်အခုနောက်ဆုံးသိရဆိုစီမိုနီယန်ဇာဂီဆိုရင်ဒါပြောင်းပြောင်းသွားပြီပေါ့နော်အဲဒီလောက်ပြောင်းမှုရှိဆိုအဲ့လိုမျိုးတွေအထိပါသူတို့ဟိုအောင်တော်တော်လေးအောင်မြင်တယ်ပေါ့နော်အခုပြောတဲ့အခုပြောသားလိုမျိုးအောင်မြင်နိုင်ရှိလာတယ်အကိုကလေအဲ့ဒီ အဲ့ဒီအောင်မြင်မှုကိုအခုတိတ်စိတ်မဝင်စားဘူးသိလားသူတို့အခုထားပါတော့ sorry လွေးစင်အတင်းဟာ Roberto Mancini ကိုသူတို့ခေါ်ပြီးခန့်နိုင်တယ်အဲသူတို့ဟာဒီဘယ်ကစားသမားကိုခေါ်နိုင်တယ်ဘယ်နည်းပြကိုခေါ်နိုင်တယ်နောက်လဲထက်ရောက်လာအောင်ပါအဲ့ဒါကအောင်မြင်မှုမဟုတ်ဘူးသူတို့ရဲ့အောင်မြင်မှုကအဲ့လိုခေါ်တဲ့အခါမှာလူတွေကယိုးသွားပြီဝေဖန်မှုမေ့သွားပြီအဲ့ဒါအောင်မြင်မှုဆိုတော့အဲ့ဒီအတွက်သူတို့ Cristiano Ronaldo ဟာအင်မတန်ကြီးမားတဲ့နေရာမှာပါ ရော်နယ်ဒိုတဦးကနေပြီးတော့ဒီ sorry pro league ကိုရော်နယ်ဒိုတော့ပြောင်းသေးတာပဲဆိုပြီးတော့ဟိုးဆိုလိုက်ပြောင်းနေသူတွေအများကြီးပဲအဲ့တော့ဟိုစလိုက်တဲ့လမ်းကြောင်းလေးတစ်ခုကနေပြီးတော့ရေစီးကြောင်းကြီးဖြစ်သွားတဲ့နောက်ထက်ခါထက်ခါ sorry pro league ကနေပြီးတော့ထက်ခါထက်ခါ bruno fernandes အတန်ကြားတယ်ဟိုတန်ကြားလူတွေကရှင်းပြောရင်အဲ့ force washing ကိုပြောမေ့သွားပြီအဲ့လိုအဲ့လိုမေ့သွားခြင်းကသာသူတို့ရဲ့ master plan ပဲအဲ့ဒါတကယ်အောင်မြင်မှုလူတအူးချင်းကိုအခုအချိန်မှာ simoni inzaghi မကလို့ pap guardiola ကိုပဲခေါ်ပါစီအောင် club ကိုပဲသူတို့ခေါ်ခန့်မှာသူအဲ့ဒါအဲ့ဒါမဟာအောင်မြင်မှုမဟုတ်ဘူးဒါကသူတို့ project ထဲကခြေလှမ်းဖြတ်သွားပြီတကယ်အောင်မြင်မှုကလူတွေရဝေဖန်မှုမေ့သွားကြပြီအဲ့အဲ့အတွက်အဲ့အတွက်ကိုခေါင်းထဲကိုတိတ်မထဲကြတော့ဆိုတော့ဒါကသူတို့ဟိုအကူကအဲ့အပိုင်းကိုချီးကျူးပါတယ်ဘာကြောင့်လဲဆိုတော့အလုပ်တစ်ခုကိုလုပ်တဲ့အခါမှာဟိုညီကောင်းတာပဲလုပ်လို့စိုးတာပဲလုပ်လို့အဲ့လိုပဲနော်တကယ်ပညာသားပါပါနဲ့အမှန်တစနစ်ကြတဲ့နီလန်းလေးနဲ့ဒီလိုသွားတဲ့အတက်ပညာကတော့ယူတတ်ပညာတွေပဲဟိုကောင်းတဲ့ဘက်မှာတုံးဖို့ပဲလို့ ဟုတ်ကဲ့ဟိုဒါဒီကာတာနဲ့ PSG အသင်းဘက်ကိုကျွန်တော်တို့ပြန်သွားကြည့်ကြည့်မယ်ပေါ့နော်ဟိုကာတာနဲ့ဒီ PSG အသင်းကြတော့တို့အဲခုနလိုအခုပြောခဲ့တဲ့တကယ်ကိုကြီးမားတဲ့ project ကြီးလေတို့ကာတာနိုင်ငံနေနဲ့လုပ်နေတယ်အချိန်ထဲမှာတို့ရဲ့ပိုင်ဆိုင်တဲ့ PSG အသင်းပေါ့နော် PSG အသင်းနဲ့တူတို့ကချန်ပီယံလိလိုအောင်မြင်မှုကိုတို့ယူကျင်တယ်ယူခြင်းပြီးတော့သူတို့ဒီလူတွေခေါ်ခေါ်ခဲ့တာတွေမှာတကယ်စူပါစတာပလေးယာတွေကြီးပဲဖြစ်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့အခုအချိန်နောက်ပိုင်းဒီပဲနှစ်တည်းမှာတော့ဒါလူးစ်ကမ်ပိုးစ်တို့လူးစ်အန်ဒရီကေတို့နဲ့အတူသူတို့ရဲ့ပုံစံလေးတော်တော်လေးပြောင်းသွားပြီးတော့ အရင်ရလို့စူပါစတားတွေမဟုတ်တော့ပဲအသင်းပုံစံပို့ပြီးတော့ကြလာတယ်ဒါနောက်ဆုံးမှဒီအောင်မြင်မှုကိုရရှိခဲ့တယ်ပေါ့နော်အဲ့ဒီဒီအားကစားပိုင်းဆိုင်ရာကဒီကိစ္စလေးကိုလည်းဟိုတစ်ချက်လောက်ဆွေးနွေးပါအောင်ခင်ဗျာဘယ်လိုပြောရမလဲညီလေးအဲ့အရာတွေကလေအခုထားပါတော့ဟိုတချို့စကားတွေကပြောရင်ဒါပြိသက်တွေကဘောလုံးရှူတော့တစ်ခုတည်းကကျင်ဟိုအကိုအမြင်ဖောင်းလိုက်မယ်ဒါပေမဲ့အကိုကတော့ပြောစရာရှိတာပြောရမှာပေါ့နော်ဟိုမန်ချက်စတာစီးတီးကို ိုဒီ135ချက်ကိစ္စအခုဘာမှထည့်မပြောခြင်း135ချက်ကတရားဝင်ဒီသူတို့စစ်စစ်ပေါ်ထုတ်တွေးရှိမှုတွေမရမချင်မန်ချက်စတာစီးတီးအပြစ်ကင်းတယ်ဒါအခုခံယူချက်ပေါ့နော်ဒါပေမဲ့ရှေ့မှာသူတို့သူတို့လောက်ခဲ့တဲ့အခါမှာမန်ချက်စတာစီးတီးတွေမကောက်ဒီ top volley ကိုလောက်တဲ့ကိစ္စမျိုးတွေလည်းပါတယ်ဆိုတော့ဘာလဲဆိုတော့သူတို့တွေကဟိုရနေတဲ့စီမင်းဥပဒေရဲ့လက်တလုံးချလုပ်ပြီးတော့ဟိုသူတို့တကယ်လှည့်ပြားခဲ့တဲ့ကိစ္စတွေရှိတယ်ကွာအဲ့ရှိတဲ့အရာတွေပေါ့ဆိုတော့စီးတီးဟာ ဒီ financial fair play rule ကို FFP ကိုသူတို့နေမျိုးစုံနဲ့ကစားပြီးတော့အသင်းအင်အားကြီးထွားလောက်အောင်လုပ်တယ်တစ်နှစ်လုပ်တယ်နှစ်နှစ်လုပ်တယ်သုံးနှစ်လုပ်တယ် Manchester City ကတကယ်တကယ်သူတို့ကိုယ်တိုင်လည်းဟိုဘယ်လိုပြောမလဲဟို state state own club ပဲလေသူတို့ကိုယ်တိုင်လည်းအင်အားကြီးထွားလာတယ်ကမ္ဘာပေါ်လုံးလောကရဲ့အကောင်းဆုံးဆိုတဲ့နေရာကိုရောက်လာတယ်အဲအဲ့ဒီအချိန်မှာအဲသူတို့လုပ်ခဲ့တဲ့ကိစ္စတွေတော့ပြန်ပြီးတော့အရေးယူမယ်အဲ့တော့အရေးယူတော့ City ကိုဘယ်လိုအရေးယူမလဲ City ကိုအဲအဲ့ဒီအရေးယူလိုက်တဲ့ဖြစ်စဉ်ဟာတကယ်တရားမျှတမှုကိုပြန်ရနိုင်မှာမလား အကိုကတော့မထင်ဘူးအဲမန်ချက်စတာစီးတီးကိုအခုချိန်မှာတန်း150တန်းရိုက်မလားချန်ပီယံစ်လိပြိုင်ပွဲကနေတော့နှစ်နှစ်ဘန်းမလားဒါမှမဟုတ်ဒီဘလုခွန်လဲဆိုအပြောင်းချွေရာသီ300သီပိတ်မလားကြိုက်တာလို့မန်ချက်စတာစီးတီးဟာဂျိုင်းယန့်ကြီးဖြစ်သွားပြီအဲ့အဲ့တော့အဲ့ဒီ ground ကမမြောက်ဘူးဒါအခုဒီ135ချက်နဲ့မဆိုင်ဘူးတော့ဒါအခုမြင်ပြပြတာဟုတ်ကဲ့ဆိုတော့ဆိုတော့အခုအချိန်မှာဒီကတ်တော်ရီပေါ့နော်ညီလေးဒါဒီသဘောတရားတွေကအတူတူပဲလေသူတို့တွေက သူတို့တွေကအခုဒီကိစ္စတွေကိုလှုပ်ပြီးတဲ့အခါမှာသူတို့ဒန်ကြီးရိုက်နောက်ဆုံးကွာဒန်ရိုက်မယ်ဆိုရင်တော့မှစီတီတို့ဒါတစ်ဖက်ကပြန်ပြောရင်စီတီတို့ကာတာတို့ကလည်းလုတ်ပိုင်ခွင့်ရလည်းရှိတယ်လုတ်လက်တော့ဒီဘယ်လိုခေါ်မလဲဆိုတော့ဟိုအဲဈေးကစီးပွားရေးဖော်ဆောင်မှုခြေလှမ်းတွေအရာ entrepreneurship ခြေလှမ်းတွေအရာသူတို့ကလုတ်ပိုင်ခွင့်လည်းရှိတယ်ဒီအဖွဲ့အစည်းတွေကဒါမခိုင်ပါလားမခိုင်ပါတော့သူတို့ကဒီလိုဒီလိုတွေအပြစ်ပေးအရေးယူမှာပြောလဲလုတ်လို့ရတယ် ဒါအဲ့ဒီကိစ္စတွေကအခုအသေးစိတ်တော်တော်ကျင်းမြောင်းပြီးတော့အမှုစိတ်ဟိုပြောရမယ့်ကိစ္စတွေပေါ့နော်အပေါ်ရင်အပြင်ပြောမယ်ဆိုโอเค City Paris Saint-Germain top volley လုတ်သွားတယ်ဘောလေးဆိုအရှိရသူလုတ်လိုက်အနောက်ကဥပဒေတွေကဘောလေးလုတ်သွားပြီးတော့မှပြန်လောက်အနောက်ကလိုက်ပိတ်လိုက်တယ်အဲသူတို့ဒါဒါသူတို့ smart ကြကြလုတ်သွားတယ်ပေါ့โอเคသူတို့ပြန်အေးอยู่လဲအေးอยู่ပါစီတစ်နှစ်အပိတ်ခံရလဲပိတ်ခံရပါစီဆိုတဲ့ပုံစံမျိုးသူတို့သွားလိုက်တာအဲ့တော့ Paris Saint-Germain ကြောင့်အခုလိုပြောမယ်ဆိုရင် Paris Saint-Germain ဟာတကယ်ဟို luxury diplomacy ပေါ့ leisure diplomacy ကိုသူတို့စတာပဲအဲ့ဒီမှာက parasite ပဲဟိုနောက်တစ်ခုကဒီ pori ဟာနိုင်ငံတကာမှာတမိုင်းအရတော်လောက်အောင်ခေတ်ရည်စည်းကြောင့် modern အရတော်လောက်အောင် pori ဟာတကယ်ကိုဟိုကပအထင်ကြီးနေရာတစ်ခုနော် pori ရဲ့ fashion pori ရဲ့ entertainment pori ရဲ့ branding ကိုကမြင့်ပြီးသားအကာတာကအဲ့ဒီကိုကတ်တယ် leisure diplomacy ကိုသွားတယ်ကမ္ဘာကျော်ကစားသမားတွေကိုခေါ်တယ်ငွေရှုံးတယ်အဲ့တော့ရှုံးတော့ဘာဖြစ်လဲ အခုတော့အမြဲတမ်းဒီအတိုင်းဆိုရင်တော့အာဂလာရှူတော့ကနေပြောနေရင်တော့အမ်ဘာပေလီယိုနယ်မက်ဆီဒီနေမာသူတို့ရှိမှဆိုဇလတန်အဗရာဟမိုဗစ်ကာဗာနီ လာဗဇီအစရှိသဖြင့်ပေါ့လေပက်စတိုရီဒါသူတို့ဒီဟာတွေသူတို့လုပ်ခဲ့တဲ့ဟာတွေကတခါလေကြတော့အခုဘောလုံးတစ်ခုတည်းကိုတွေးပြီးတော့အခုတို့ကိုယ်တိုင်လည်းပြောပါတယ်ပရစင်ညာမင်းကမအောင်မြင်တဲ့ project တစ်ခုကိုတွတ်လွတ်ပြီးတော့ဒီဟာကိုပြောင်းလိုက်တော့မှအောင်မြင်တယ်ဆိုတော့အဲ့ဒါလည်းလည်းတော့လွယ်တယ်အဲ့မအောင်မြင်တဲ့ project ဆိုတာကသူတို့ရဲ့ luxury diplomacy အရာအနာဂတ်ကိုခြေလှမ်းမှန်မှန်ရှောက်ဖို့အတွက်သူတို့ဖြဲကားပြီးတော့အရှုံးခံလုပ်တဲ့ဟာလို့လည်းပြောလို့ရတယ်ဟုတ်ဆိုတော့နေမာကိုခေါ်တယ်အမ်ဘပေးကိုခေါ်တယ်မက်ဆီကိုခေါ်တယ်ကမ္ဘာကျော်တွေခေါ်ပြီးမအောင်မြင်ဘူးဆယ်လျာဖြစ်သွားတယ် okay ဒါကအားကစားရှုလောင်းတတ်တတ်ဒါပေမဲ့မဟုတ်ဘူးဒီဘက်မှာကတွေးကြတွေကအများကြီးရှိတယ်သူတို့ရဲ့ diplomacy တွေကသူတို့သူတို့တကယ်တမ်းကျတော့ဒီမက်ဆီအမ်ဘပေးနေမာတွေမကဘူးနဲ့တခြားသူတွေကိုခေါ်သုံးပြီးတော့ကုန်တဲ့ ငွေဟာကာတာနိုင်ငံရဲ့ပုံရိပ်ကိုမြင့်တင်ဖို့တုံးတဲ့အခြားသောအခြားသောအခြားသောအတုံးစီတွေငွေကြေးထပ်ဆိုင်ဘာမှတော့မဟုတ်သေးဘူးသူတို့နောက်တစ်ချက်ကဒီ Perry ကိုလာတယ် Qatar Airways visit Qatar အစရှိသဖြင့်ပေါ့ဒီသူတို့ရဲ့ state link companies တွေနဲ့လက်တွဲတယ်တဖြည်းဖြည်းနဲ့သူတို့ကဒီ storytelling ကသူတို့ပြောတဲ့ပုံစကြောင်းလေးတွေကအရန်လှတဲ့အခါကျတော့လူတွေရဲ့အမြင်တွေကအဲ Paris ဆိုမေ့သွားကြပြီ Paris Saint-Germain ဆိုမေ့သွားကြပြီဟို မမေ့ဘူးဆိုရင်တော့မှနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုတော့ခွဲလို့လာနိုင်ကြပြီဆိုတော့အနေထားဒါသူတို့လှုပ်သွားတာအပြီးတော့မှတကယ် project တွေပေါ့နော်တကယ်သူတို့သွားကျင်တဲ့ project တွေအဲ့ဒါလေတကယ်သွားကျင်တဲ့ project ဟုတ်ဟုတ်ဆိုတော့အဲ့ဒီကိစ္စတွေမှာကနည်းနည်းလေးဟိုဘယ်လိုခေါ်မလဲဆိုတော့အကိုအနေနဲ့လည်းတထစ်ချမပြောရတာကသူတို့အကိုကိုတိုင်ကသူတို့စင်းနေဝင်စစ်ပြီးတော့သူတို့လူကြီးတွေနဲ့စကားပြောပြီးတော့ပြောထားမှာကိုအတွေးနဲ့ကိုပြောတာဖြစ်တတ်တယ်လွဲလွဲနိုင်တယ်ပေါ့နော်ဆိုတော့ဒီမအောင်မြင်တဲ့ project ကြီးဘာလို့ငွေကုန်ကြေးကြခံနေမအောင်မြင်ဘူး ါတို့ဒီဘက်ကိုပြန်သွားမယ်ဆိုပြီးလှုပ်တာလည်းပြက်ကောင်းဖြစ်နေမယ်ဒါပေမဲ့အကိုကအရှိရလှုပ်တဲ့ဟာအကျိုးတော့မရုပ်ဘူးမက်ဆီနေမန်အမ်ဘာပေအပါအဝင် variety တခြားကစားသမားတွေအများကြီးကသူတို့အကျိုးတော့မရုပ်ဘူးအဲ့ဒါကသူတို့ရဲ့ဒီ luxury diplomacy ထဲမှာပါနေတော့မယ်အဲအဲ့အဲ့ဒီမှာမှအခုဆိုရင်ဒီအဲနောက်ထပ်ဒီ sports ပေါ့နော် management immortal စနစ်ကြတော့ sports management ဒီ Louis Enrique ကိုအခုတော့ထားပါတော့တောက်တိုင်ဖြစ်ထားမယ်ဆို Louis Campos တို့ဟာလာအစားရှိသဖြင့်ပေါ့လေသူတို့ ဝယ်ရထားတဲ့သူတွေရဲ့ကြွန့်ကျင်မှုသူတို့ရဲ့ဘာနှမှုစနစ်ကျမှုဒီအရာတွေကနေပြီးတော့ဒီ sports washing ရှုလို့နေမှာကပဲ ਨੇ စနစ်ကျတဲ့စီမံခံခွဲမှုတွေနဲ့အောင်မြင်မှုစီဖို့သူတို့ရောက်အောင်လာနိုင်ခဲ့တယ်လို့ပဲပြောရမှာပေါ့ဟုတ်ကဲ့ကိုဒါလည်း sports washing လဲကျွန်တော်တို့အများကြီးမြင်ခဲ့ရတယ်ပေါ့နော်ကိုဒီနေရာမှာတစ်ခုပေါ့နော်ကျွန်တော်တို့ဒီ counter ပုံစံမျိုးနဲ့ကျွန်တော်တို့ပြန်ပြီးတော့ ကြရတာပေါ့ဒီကာတာလို့ဆိုလဲမကာတာကဒီလူခွင့်ရေဒီအာလူခွင့်ရေချိုးဖောက်မှုတချို့ရှိတယ်ပြီးတော့ဒီလိန်တူချင်းအဲဒီ relationship တွေကိုတားမြစ်ထားတယ်အမျိုးသမီးခွင့်ရေအရန်အားနေတယ်အစရှိသဖြင့်ဒီလိုလူခွင့်ရေချိုးဖောက်မှုတွေတော့ရှိရဲဒါပေမဲ့ဒီ sorry လိုမျိုးရီမင်မှာရီမင်ပြည်တွင်းစစ်မှာဝင်ပါလာမျိုးတွေပြီးတော့ဒီသတင်းတော့ခါရှော်ဂီကိုဒီ တပ်လိုက်တာမျိုးတွေတော့မရှိဘူးပေါ့နော်ကာတာအနေနဲ့နည်းနည်းပို mild ဖြစ်တယ်ပေါ့နော်ကာတာရဲ့ sport version ပေါ့အဲ့တော့ကာတာကအဲ့လိုမျိုးသူတို့ရဲ့ဂုံသိခါကိုဟိုဒီ version လောက်တာမျိုးရှိတယ်ဒါပေမဲ့အဲ့အခုကျွန်တော်တို့ဒီလိုမျိုးအခုဘောလုံးပွဲတွေကျင်းပနေတဲ့နိုင်ငံတွေပြီးတော့အဲ့အဲ့ကျင်းပနေတဲ့နိုင်ငံတွေကိုပိုင်ဆိုင်တဲ့အသင်းတွေပေါ့ဥပမာဒါ Chelsea ဆိုရင်ရင်တော့က Ibrahimovic ပိုင်ဆိုင်တယ်ပေါ့နော်အသူဆိုလဲဒါ Russia Oligar ကြီးဖြစ်တယ်ပေါ့ဒါမှမဟုတ်သူမဟုတ်တခြားသောအခု Manchester United ဆိုရင် Ineos ဒါဒီ Juventus ဆိုရင်လဲဒါဟို အိုက်နယ်လီမိသားစုသူတို့ဆိုလည်းဟိုအလွန်အီတလီရဲ့အကြီးဆုံးစွမ်းရင်လုပ်ငန်းကြီးတွေသူတို့လုပ်ခဲ့တယ်ဒါအဲရဲကြီးနိုင်ခဲ့တဲ့အင်တာမီလန်ဆိုရင်လည်းကျွန်တော်ကမိုရာတီပိုင်လာဆိုမိုရာတီရဲ့လည်းစွမ်းရင်လုပ်ငန်းရှင်ရေနံလုပ်ခဲ့တယ်ပေါ့နော်ရေနံလုပ်ခဲ့ပဲဆိုတော့အဲ့တော့အဲဒီအဲ့ခုနပေါ့နော်ခုနဒီနိုင်ငံတွေလည်းဒီလိုမျိုးပိုင်တာပဲပြီးတော့ဒီ American ဒီ England အစရှိတဲ့ဒီနိုင်ငံတွေလည်းလူခွင့်ရင်းနဲ့သက်ဆိုင်တဲ့ချိုးဖောက်မှုတွေရော ဒီတပိုင်းတစ်လျှောက်မှာရောအခု modern kit မှာရောလောက်တာရှိခဲ့တယ်ပေါ့နော်အခုအဲ့တော့အဲ့ဘက်ကဒီ counter အနေနဲ့ဒီတချို့လူငယ်မေးကြတဲ့ဒီအမြင်နည်းကြရင်တော့အခုဘယ်လိုမျိုးကျွန်တော်တို့ပြင်ပြီးတော့ဖြည့်ပေးလို့ရမလဲခင်ဗျာရတယ်ညီလေးအဲ့ဒါလည်းအခုပြောချင်တာက counter ပဲဖြစ်ဖြစ် America ပဲဖြစ်ဖြစ်ပေါ့နော်ဟိုအရေးကြီးတာကမေးခွန်းထုတ်ပိုင်ခွင့်ညီလေးအဲ့ဒါအဲ့ဒီတစ်ချက်ဆိုညီလေးသဘောပေါက်လိုက်ဟုတ်ကဲ့ပေါ့နော်ဒါကတော့အမေရိကမှာလည်းအများဖြူစင်နေတာမဟုတ်ဘူးအမေရိကလည်း အဲ့လိုပဲဒီပြင်သစ်အင်္ဂလန်ဂျာမနီသူတို့ရဲ့နိုင်ငံရေး policy မှာလည်းအရန်ဖြူစင်နေတာမဟုတ်ဘူးအဲဒီဘက်မှာလည်းအဲ့လိုအမှောင်လေးတွေရှိတယ်သို့တော်ညီလေးမေကုန်းထုတ်ပိုင်ခွင့်အဲ့အဲ့တစ်ချက်ကအရေးကြီးတယ်အခုအဲ့ဒါပဲပြောကြတယ်ဟုတ်ကဲ့ကိုဒါအခုအခုဒီရှင်းပြပေးသွားတာလည်းတော်တော်လေးကိုပြည့်စုံနေပါ baseball version နဲ့ပြီးတော့ Qatar ကနေအစချီလို့ကျွန်တော်တို့ဘောလုံးလောကတစ်ခုလုံးမှာဖြစ်နေတဲ့ကိစ္စလေးတွေကိုကိုနေလို့ပြောပြပေးသွားတာတော်တော်လေးလည်းပြည့်စုံပါတယ်ပြည်သက်တွေလည်းကျွန်တော်တို့ရဲ့တင်ဆက်မှုကိုကျေနပ်အားလင်းပဲလို့ ပြောလင်းပါတယ်ချူအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ခင်ဗျာ